အရင်ကောင်းတဲ့အချိန်မှာစီးပွားဥစ္စာရှာအရင်ကောင်းတဲ့အချိန်မှာတရားကျင့်ဒီနှစ်ခုကအရင်ကောင်းလို့လုပ်ရတယ်စီးပွားရှာတာလည်းအရင်ကောင်းလို့ပဲလုပ်ရမယ်ပထမအရင်ဟာအမတန်မှကောင်းတယ်ပထမအရင်မှာစီးပွားရှာမယ်ပထမအရင်မှာတရားရှာရမယ်အဲ့လိုပထမဒီအရင်ကောင်းတဲ့အချိန်လေးမှာပစ္စည်းဥစ္စာလည်းမရှာဘူး ကိုယ်ကိုယ်လည်းပြင်ဆင်မှုမလုပ်ဘူးဆိုလို့ရှိရင်ဘာဖြစ်လဲလို့ဆိုလို့ရှိရင်ဒီငါးរីကုံသွားတဲ့ရေအိုင်လေးထဲမှာရေအိုင်လေးနားမှာရေအိုင်ထဲကငါးလေးတွေကိုဖမ်းစားပြီးတော့နေတဲ့ချိုးကြငှက်ကြီးတွေဟာအတောင်ကျွတ်သွားတာနဲ့တပြိုင်နက်သူတို့ကထပြီးပြန်နိုင်ခြင်းမရှိတော့ဘူးရေကနေကငါးរីလည်းကုံပြီးသူတို့မှလည်းအတောင်ကျွတ်နေပြီးတခြားပြောင်းစရာလည်းအချိန်မရှိတော့ဘူး အဲ့ဒီအတောင်ကျွတ်သွားတဲ့ငှက်ကြီးတွေဟာကြံမှန်ပြီးနောက်ဆုံးမှသေဝဲဝင်ရတယ်လို့ပဲလို့ဘဝတစ်ခုဟာဘာမှလုံးမရတော့တဲ့အနေအထားတစ်ခုကိုရောက်သွားနိုင်တယ်တဲ့ဒီလိုဆိုလိုတာနော်အဲ့ဒါလို့ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့အကြောင်းတရားတွေလူဟာကိုယ့်ဘဝကိုပြင်ပြီးတော့စည်းဝါးရှာရမယ်အချိန်စည်းဝါးရှာရမယ်ကိုချင်းတရားကောင်းအောင်ပြုပြင်ပြီးတော့တရားရှာရမယ်အချိန်တရားရှာရမယ် အဲ့ဒီနှစ်ခုမှမလုပ်ဘဲနဲ့အရေသုံးပါးကိုကုံလွန်သွားစေမယ်ဆိုလို့ရှိရင်ဘဝဟာဆုံးရှုံးနေတာချင်းနဲ့ပဲရင်ဆိုင်ရမယ်ဒီဘဝမှာဆုံးရှုံးသွားရင် နောက်ဘဝမှာကောင်းလာမှာမဟုတ်ဘူးတဲ့နောက်ဘဝမှာဒီတဲ့ဆုံးရှုံးနေတာသွားဖို့ပဲရှိတယ်တဖြည်းဖြည်းဘာနဲ့ဥပမာတူတော့ဆိုရင်တွင်းတင်းတွင်းတူးတဲ့လူနဲ့ဥပမာတူတယ်တွင်းတူတဲ့လူဟာတွင်းနဲ့လေလူကအောက်ရောက်သွားလေတွင်းနဲ့လေလူကအောက်ရောက်သွားလေပဲ ဲ့ဒါမျိုးဖြစ်တတ်တယ်ဒါကြောင့်မလို့တရားချက်ခင်သုရစင်ပြိဋ္ဌအပေါင်းတို့သည်ကိုဘဝကိုပညာရမှာဖြစ်တယ်ကိုဘဝကိုကိုမပြင်နိုင်ဘူးဆိုရင် အထက်တန်းကိုဘယ်တော့မှတက်လန်းနိုင်မှာမဟုတ်ဘူးအထက်တန်းတက်လန်းနိုင်မှုရအတွက်ကိုကိုချစ်ခင်မြတ်လို့တဲ့ပုဂ္ဂိုလ်တွေပြီးပြီးကိုဘဝကိုထိန်းသိမ်းဆောက်ရှောက်ရမယ်အတုတူတွေမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်ရမယ်ကုသိုလ်တွေများများရအောင်ကြိုးစားအားထုတ်ကြရမှာလို့ ဒီလိုကိုစီကိုစီတတိတရားရပြီးတော့ကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်တည်း